ျမတို့ဒီနေ့တော့တိုက်ပွဲသတင်းနဲ့စပါမယ်။ချင်းပြည်နယ်ဒီစကိုင်းမကွေးဒေသတလျှောက်မှာစစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားနေပဲ။ချင်းလန်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဒီစစ်ကော်မရှင်တပ်ဖွဲ့ဝင်အယောက်90ကျော်ကိုထပ်မံပြီးတော့ချေမုန်းနိုင်ခဲ့တယ်လို့ချင်းပြည်ကောင်စီကာကွယ်ရေးဌာနကထုတ်ပြန်လိုက်ပါတယ်။နိုဝင်ဘာလတတိယအပတ်ချင်းမှာကလေးကန်ကောလန်နောက်ပြီးတော့ဒီဖလန်းနဲ့တီးတိမ်မျိုးနယ်တွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စ စ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင် Jet Fighter တွေအပြင် Wing 12လေယာဉ်တွေနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့ရာဒီနိုဝင်ဘာလ18ရက်နေ့တရက်တည်းမှာကိုပဲဘုံကအလုံးကြီး150ကျော်ကျဲချခဲ့တယ်လို့ဆိုပါတယ်စစ်ကော်မရှင်တပ်ဟာဆိုလို့ရှိရင် drone တွေကိုလည်းအစမတန်အသုံးပြုနေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ပါတယ်ဒီလိုမျိုးလေကြောင်းအန္တရာယ်တွေကြားရနေပဲချင်းလက်အစိုးရတပ်ဖွဲ့စစ်ကြောင်းတင်းနဲ့နှစ်တို့ဟာចောင်းသားတပ်မတော် ABSDF နောက်ပြီးတော့ကလေးတော်လိုင်းရင်အားစု အာ KRF ရောကာကွယ်ရေးတပ်ဖွဲ့ YDF အပါအဝင်မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာပါ တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေရဲ့ဒီတိုက်ခိုက်မှုတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အယောက်90လောက်သေဆုံးခဲ့ပြီးတော့စစ်တုံးမှန်တချို့နဲ့လက်နက်ခဲယမ်းတွေကိုလည်းထပ်မံသိမ်းဆည်းနိုင်ခဲ့ပါတယ်။ဒဏ်ရာရတဲ့သူတွေကိုတော့စစ်ကော်မရှင်တပ်က MI17 အရဟယင်တွေနဲ့တဲထုတ်သွားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့တိုက်ပွဲကဆက်ပြင်းထန်နေဆဲဖြစ်ပေမဲ့လင်းရအစမတန်တုံးပြီးတော့ဒီတိုက်ခိုက်နေတဲ့ဂျားအနေပဲတိုက်ခိုက်ခံနေရတဲ့အဲဂျားအနေပဲပေါ့လေ လေဒီခုခံကာကွယ်တိုက်ခိုက်နေတယ်လို့ချင်းပြီကောင်းစီကာကွယ်ရေးဌာနတာဝန်ရှိသူကပြောပါတယ်ခရီးနီအမျိုးသားတူးတက်ရေးပါတီ KNPP နဲ့ခရီးအမျိုးသားအစည်းအရုံး KNU တို့ရဲ့ဒီယာယီရက်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်းစီ NUCC ကတက်ဆိုင်ရာအဖွဲ့တွေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့အတွက်အဖွဲ့အဖွဲ့စည်းလိုက်ပြီးဖြစ်တယ်လို့ထုတ်ပြန်ကြေညာပါတယ် နိုဝင်ဘာလ18ရက်နေ့မှာ KNU နဲ့ KNPP ရဲ့အကြောင်းကြားစာကိုလက်ခံရရှိပြီးတဲ့နောက်အာဒီနိုဝင်ဘာလ22ရက်နေ့မှာတော့ညှိနှိုင်းရေးအဖွဲ့ကိုဖွဲ့စည်းပြီးတော့စတင်ပြင်ဆင်ခဲ့တာလို့ NUCC ကဆိုပါတယ်ဒီလိုမျိုးညှိနှိုင်းဖို့ကြိုးပမ်းရခြင်းရဲ့အဓိကရည်ရွယ်ချက်ဟာဆိုရင်အများပြည်သူရဲ့စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းဖို့နဲ့လက်တလောထွက်ပေါ်နေတဲ့သတင်းတွေမှာနှုတ်ထွက်တယ်လို့ဒီမှားယွင်းတဲ့သတင်းဖြန့်မှုတွေမဖြစ်ပေါ်စေ ဖို့ပဲဖြစ်တယ်လို့ပြောပါတယ်။ NUCC ကတော့ဒါဟာယာယီရက်ဆိုင်ခြင်းဖြစ်တယ်လို့ရှင်းလင်းထားပါတယ်။ NUCC အနေနဲ့ကတော့လက်ရှိညှိနှိုင်းရေးကာလမှာလည်းဒီတော်လှန်ရေးအကျိုးစီးပွားကိုရှေ့ရှုပြီးတော့ Federal Democracy ပြည်ရင်ပါဂတိကဝတ်တွေအတိုင်းတာဝန်တွေကိုဆက်ပြီးတော့ဆောင်ရွက်သွားမယ်လို့ပြောဆိုထားပါတယ်။ မြန်မာထိုင်းနယ်စပ်ကရင်ပြည်မြောက်ရီမြို့တောင်ဘက်ကမင်းလက်ပံရွာမှာစစ်ကော်မရှင်တပ်နဲ့ဒီပူးပေါင်းထားတဲ့ DKBA တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကြားဖြတ်ရုံတစ်ခုပေါ့လေဝင်းတစ်ခုကိုအာ KNL ပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတော့စီနင်းခဲ့ပါတယ်။ အဲ့ဒီစီးနင်းမှုဟာ DKBA ဘက်ကကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်တွေကိုစပစ်ခတ်ရာကနေပြစ်ပခဖြစ်ပွားခဲ့တာလို့သတင်းအရင်းမြစ်တွေကဆိုပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ22ရက်နေ့ကဖြစ်ပွားခဲ့တာပါမင်းလက်ပံရွာအဝင်ကဒီကြားဖြတ်ယုံကိုအဲ့ဒီဝင်းကိုပေါ့လေစောင့်နေဘိုးတခွားသီးဥဆောင်နေအာ DKBA တပ်ဖွဲ့တွေဟာစစ်ကော်မရှင်တပ်နဲ့ဒီ လဝါချင်းရိုက်ပြီးတော့ KNL လေးတက်မဟာ6ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကိုတနက်နဲ့စပြီးတော့ပြစ်ခဲ့တာပြစ်ခဲ့တယ်လို့စီရေးတဲ့တင်အရင်မြစ်တွေကပြောပါတယ်တော်လိုင်းရေးပူပေါင်းတက်ဖွဲ့တွေဘက်ကပြန်ပြီးတော့ပြစ်ခတ်ခဲ့ပြင်းနောက်အဲ့ဒီကြားဖြန့်ယုံအဲ့ဒီဝင်းကိုပေါ့လေဝင်ရောက်စီးနှင်းခဲ့တာပါ DKBA တက်ဖွဲ့ဝင်အယောက်20လောက်နဲ့လက်နက်ခဲယမ်းတွေကိုအာဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ် ဖြစ်ခတ်ဖို့အမိတ်ပေးခဲ့တဲ့ဘူသခွားတီးကတော့ထွက်ပြေးတင်းရှောင်သွားတယ်လို့ဆိုပါရယ်။ဖန်စီထိမ့်သိမ်းခံထားရတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ဒီလက်နက်တွေပြန်ရဖို့အတွက်ကိုတော့ DKBA ခေါင်းဆောင်တယောက်ဖြစ်တဲ့စောစန်းအောင်ကနေမြေကန် KNL တာဝန်ရှိသူတွေနဲ့လာရောက်ညှိနှိုင်းခဲ့တယ်လို့ဆိုကြပါရယ်။လက်ရှိမှာလည်းဒီမြောက်ရီမျိုးတောင်ဘက်ဖလူးနဲ့အာမင်းလက်ပံအာရွာပေါ့လေအဲ့ဒီရွာတွေဘက်မှာဆိုလို့ရှိရင်စစ်ကော်မရှင်တပ်နဲ့ KNL လေးပူပေါင်းတပ်ဖွဲ့တွေအကြမ်းမှာတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေပါတယ် မင်းလက်ပံရွာတိုက်ပွဲသတင်းနဲ့ဆက်ဆက်တဲ့သတင်းတပုတ်နဲ့ဆက်ပါမယ်။မြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်လာတာကြောင့်ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုလက်နက်ကြီးကြီးကြားရောက်ခဲ့ပြီးတဲ့နောက်ထိုင်းစစ်တပ်ဘက်ကမြန်မာဘက်ကိုအတိပေးတတိပေးပေါ့လေတတိပေးပြစ်ခတ်မှုပြန်လုပ်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်နယ်စပ်ဒေသတစ်လျှောက်မှာလုံခြုံရေးအစီအမံတွေကိုအမြင့်ဆုံးတိုးမြင့်ချထားတယ်လို့လဲထိုင်းအမှတ်3စစ်ဒေသကထုတ်ပြန်လိုက်ပါတယ်။လက်တလုံးတိုက် ်ပွဲတွေဟာမြရီမျိုးတောင်ပတ်မင်းလက်ပံရွာတဝိုက်မှာခရင်မျိုးသားလူမျိုးရေးတက်မလို့ KNL မဟာမိတ်ပူးပေါင်းတက်တင်နဲ့စစ်ကော်မရှင်ရဲ့ဒီတက်မနှစ်နှစ်တို့အကြာမှာနိုဝင်ဘာလ22ရက်နေ့ကစပြီးတော့ပြင်းထန်နေခဲ့တာပါ တိုက်ပွဲတွေမှာဒီလမ်းကြောင်းချော်လာတဲ့60မမအမြောက်ကြီးစံတလုံးဟာဆိုလို့ရှိရင်နေဆက်စီးနဲ့ဟို1ကီလိုမီတာပေါ့လေ1ကီလိုမီတာလောက်ပဲဝေးတယ်မဲဆောက်ခရိုင်ထဲမှာရှိတဲ့မဲကိုကင်းရွာတဲ့ကိုကြာခဲ့ပါတယ် ဒီဖြစ်ရကြောင့်အိမ်လေးလုံးနဲ့ pickup ကားဒစီပျက်စီးခဲ့ပြီးတဲ့နောက်ဒေသခံတွေကြားမှာစိုးရိမ်မှုတွေမြင့်တက်လာခဲ့တာပါအဲ့ဒီနောက်မှာတော့ထိုင်းစစ်တပ်ဘက်က120မမမီခိုးဘုံးကြီးကိုတတိပေးချက်အနေနဲ့မြန်မာဘက်ကိုပြန်ပြီးတော့ပြစ်ခတ်ခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်အာထိုင်းစစ်တပ်အရာရှိတွေဟာမက်ကိုကင်းရွာတဲ့ထိသွားရောက်ပြီးတော့စစ်ဆေးရာတွေလုပ်ခဲ့ပါတယ်နောက်ပြီးတော့နိုင်ငံရဲ့နယ်စပ်ကိုခိုင်ခိုင်မာမာကာကွယ်စောင့်ရှောက်သွားမယ်ဆို ပြီးတော့ဒေသခံတွေကိုအာမခံပြောဆိုခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲကြောင့်မြန်မာဘက်ခြမ်းကအရက်သား100ကျော်ဟာလည်းထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတိမ်းရှောင်နေရပြီးတော့ထိုင်းလုံခြုံရေးအဖွဲ့တွေကလူသားချင်းစာနာမှုအကူအညီတွေကိုပေးနေပါတယ်။စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကတော့အဲ့ဒီစစ်ရှောင်တွေကိုအရင်ကလိုမျိုးဒီပြန့်ကျဲမထားတော့ဘဲနဲ့မဲကိုကင်းရွာမှာရှိတဲ့နွားချံတနေရာထဲမှာပဲပေါ့လေအဲ့ဒီနေရာတစ်ခုထဲမှာပဲစုစည်းထားနိုင်ဖို့အတွက်စီစဉ်နေကြပါတယ်။